ိုမလိုလားတဲ့အတွင်းစုတွေပေါ်လာလို့စိတ်ထဲမှာစိတ်ညစ်နေလားကိုကုတ်ကိုအပြည့်ရှိသလိုခံစားနေရသလားလို့ဆိုလို့ရှိရင်အခုဖွင့်ပြမယ့် podcast လေးကိုကျွန်မနဲ့အတူထားထောင်ကြည့်လိုက်ရအောင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကံနဲ့အတွဲတတိနှစ်အတိဆိုတဲ့စားတဲ့ဆောင်ကနေကောင်းလို့ထားတဲ့အပိုင်းလေးတစ်ခုပါအဲ့ဒီကအဓိကမေးခွန်းကတော့လေကိုယ်စိတ်ထဲမှာမကောင်းတဲ့အတွဲတစ်ခုဝန်းငနဲ့ပေါ်လာရင်ဘာဆက်ဖြစ်မလဲအဲ့ဒါချက်ချင်းပဲကန်ဆိုးဖြစ်သွားပြီလား အဖြစ်ရှိတယ်လို့ခံစားရလားချက်ချင်းပဲကန်တော့တောင်းမရမှာလားဒီစာမှာတော့အဲ့ဒီလိုချက်ချင်းတွန့်ပြန်ဖို့မလိုဘူးလို့ဆိုထားတယ်ချင်းကပုံတစ်မျိုးကိုတင်ပြထားတာပေါ့ကဲဒီအကြောင်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်ပါတယ်ဒီစာကအဓိကခွဲခြားဖျက်ထားတာက ကျွန်တော်တို့စိတ်ထဲပေါ်လာတဲ့အတွေးတက်တက်နေလीတကယ်ကံအကျိုးကိုဖြစ်စေတဲ့စေတနာပါတဲ့လို့ရအဲ့ဒီနှခုကြားကကွာခြားချက်ကိုရှင်းပြထားတာပါဒါကဘုဒ္ဓဘာသာမှာကံတရားနဲ့ပတ်သက်ရင်တော်တော်အခြေခံကြတဲ့အချက်တစ်ခုပါပဲ။အော် ဒါဆိုရင်ဒီဆိုင်ကမကောင်းတဲ့အတွေ့ဆိုတာအတွေ့သက်သက်ပဲကံမမြောက်သေးဘူးဆိုတဲ့သဘောပေါ့အဲဒါကကိုယ်အတွေ့တွေကြောင့်စိတ်မကောင်းဖြစ်တဲ့သူတွေအဖြစ်ရှိသူကိုခင်စားရတဲ့သူတွေတော်တော်နည်းနည်းအံ့တော်စလာဖြစ်နိုင်တယ်နော်တိတိကျကျဆိုရင်အဲ့ဒီအတိုင်းပါပဲဒီစာအလေးပေးထားတာကအတွေ့တစ်ခုကကံဖြစ်လာဖို့ဆိုရင်ဘောနော်စေတနာလို့ခေါ်တဲ့ရည်ရချက်လွတ်ဆောင်လို့စိတ် ဲ့ဒါပါကိုပါရမယ်ဆိုတာပဲမက်စလဖျားကိုယ်တိုင်ကစေဒနာဟန်ပိခဗီကမန်ဝဒာမီလို့ဟောခဲ့တာလေစေဒနာကိုပဲကံလို့ခေါ်တယ်ပေါ့အဲ့ဒီစေဒနာအဲ့ဒီရည်ရွယ်ချက်မပါသေးရင်တော့အဲ့ဒါကစိတ်ရဲ့သဘောပါရဖြစ်လိုက် ပြက်လိုက်ဖြစ်နေတဲ့အဲစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုအဖြစ်ပဲရှိနေသေးတယ်ဟုတ်ကဲ့ဒီချဲ့ရဲ့အကျိုးဆက်ကဘာလဲဆိုတော့စိတ်ရဲ့လွတ်လပ်မှုပဲလူတယောက်ကသူ့ခေါင်းထဲခဏပေါ်လာတဲ့အတွေးတိုင်းရဲ့တားကောင်ခစ်သွားစီရမလိုဘူးဆိုတဲ့သဘောပဲอืมဒါဆိုရင် စိတ်ပူတာတို့အပြစ်တင်တာတို့ကနော့ဖို့လိုတယ်လို့ခံစားရတာတို့အစပါလေဒီစာမှာတခြားနီလန်တစ်ခုကိုအကြံပြုထားတယ်ဆိုပါတော့အဲ့ဒါကဘာမြလဲဘလို့လောက်အောင်လဲဟုတ်တယ်ဒီစာမှာအကြံပြုထားတာကတတိ mindfulness နဲ့အတိ awareness knowing ကိုသုံးဖို့ပါပဲဒါကစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတစ်ခုလို့ပေါ့အစစ်နစ်စင်နဲ့လုပ်ရမယ့်လုပ်ငန်းစဉ်လေးပါကောင်းပြီအဲ့ဒီအစစ်နစ်စင်ကိုနည်းနည်းလေးဖြည်းဖြည်းချင်းရှင်းပြပါဦး ထမအဆင့်တတိဆိုတာကဒီနေရာမှာဘာလုပ်ပေးတာလဲတတိဆိုတာကလေချက်ချင်းတိလိုက်တာမကောင်းတဲ့အတွေ့ပေါ်လာပြီဆိုတာနဲ့အော်ဒီမှာမကောင်းတဲ့အတွေ့တစ်ခုပါလားဆိုပြီးတိလိုက်တာတတိထားမိလိုက်တာအဲ့ဒီအချိန်မှာကောင်းနေဆိုတဲ့ခွဲခြားတာတံပူးချက်တာမပါသေးဘူးနော်အော်တတိပြုမိယွန်းတသက်ပဲဟုတ်ပါတယ်တတိပြုမိယွန်းတသက်ပဲဘာမှတုံ့ပြန်တာစီရင်ချက်ခြားတာမလုပ်သေးဘူးဟုတ်ပြီတတိကဖမ်းမိလိုက်ပြီအဲ့ဒီနောက်မှာမှဒုတိယအဆင့် အတိဒါမဟုတ် knowing လာတယ်ပေါ့အဲအဲ့ဒီအစင်ကတကယ်အတိကကြတဲ့အပိုင်းလို့ထင်တယ်ဟုတ်ပါတယ်အဲ့ဒီအတိဆိုတဲ့အစင်ကတတော်အရေးကြီးတယ်ဒီစာမှာပြောရဲ့အတိဆိုတာကပိုပြီးနည်းနည်းတဲ့နားလည်မှုတစ်ခုပါအဲ့ဒါကဘာလဲဆိုတော့ဒါဟာငါရဲ့အသွေးမဟုတ်ဘူးငါပိုင်တာမဟုတ်ဘူးဆိုတဲ့သဘောပေါက်မှုအဲ့ဒီလိုသိမြင်မှုမျိုးကိုဆိုလိုတာဩငါမဟုတ်ဘူးငါပိုင်တာမဟုတ်ဘူးဟုတ်တယ် ဒီအစစ်မှာအဲ့ဒီအတွေ့ကိုကိုယ့်ရဲ့အတကိုယ့်ရဲ့ငါဆိုတာနဲ့သွားပြီးမဆက်ဆက်တော့ဘူးအဲ့ဒီအစားတဟာစိတ်ထဲမှာအကြောင်းမျိုးမျိုးကြောင့်ခဏဖြတ်သွားတဲ့ပုံကိုစံချင်းမရှိတဲ့ impersonal ဖြစ်တဲ့စိတ်ဖြစ်စဉ်တစ်ခုပဲလို့ရှုမြင်လိုက်တာဒီလိုမြင်လိုက်တာနဲ့အဲ့ဒီအတွေ့အပေါ်မှာဆွဲလက်မှုတွေငါတွေးဆိုတဲ့အစွဲတွေကြွားချထွားရောအေးငါဟာမဟုတ်ဘူးငါမပိုင်ဘူးဆိုတဲ့အတိကတော်တော်နည်းနည်းတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့များသောအားဖြင့် အတွေးဝင်လာရင်ဒါငါအတွေးပဲငါပဲတွေးတာငါပဲကြံတာလို့အလိုလိုလက်ခံလိုက်ကြတာများတယ်မဟုတ်လားဟုတ်ပါတယ်လူအများစုကဒီလိုပဲခံယူကြတာများတယ်ဆိုတော့ဒီငါမပိုင်ဘူးလို့ရှုမြင်နိုင်ဖို့ကတခြားဘောက်လေ့ကျင့်မှုလိုမယ်ထင်တယ်မှန်ပါတယ်ဒါကစိတ်ကိုလေ့ကျင့်ယူရတဲ့အလေအကျင့်ကျွမ်းကျင်မှုတစ်ခုပါဒီငါမပိုင်ဘူးဆိုတဲ့အဖြစ်ရဲ့နောက်ွယ်ကပိုကျဲတဲ့အမြင်ကိုကြည့်ရင်လေဒါကဘုရားဘာသာရဲ့အင်မတန်အခြေခံကြတဲ့ အနတ္တသဘောတရားနဲ့တိုက်ရိုက်ဆက်ဆက်နေတာတွေ့ရပါလိမ့်မယ်အနတ္တဟုတ်ကဲ့အနတ္တဆိုတာမြဲတဲ့ပင်ကိုအနစ်တရားရှိရဲ့ငါအတ္တဆိုတာတကယ်မရှိဘူးဆိုတဲ့အမြင်လေဒီတော့အတွေးတွေကိုငါပိုင်တာမဟုတ်ဘူးဖြစ်တန်းသွားတဲ့ဖြစ်စဉ်တွေပဲလို့ရှုမြင်လိုက်တာ ਨੇ အဲ့ဒီငါဆိုတဲ့အစွဲကိုတိုက်ရိုက်စင်ခေါ်နေရပဲဩဟုတ်ပြီဟုတ်ပြီဒီတော့ဒီတတိနဲ့အတိအထူးတပင်ငါမပိုင်ဘူးဆိုတဲ့အတိကိုကျင့်သွင်းရင်ဒီစားရပါလေ ဘလို့အကျိုးကျေးဇူးတွေတိတိကျကျရနိုင်မလဲအကျိုးကျေးဇူးအနှခုကိုဒီစာမှာအဓိကဖော်ပြထားတယ်ပထမတစ်ခုကတော့အကုသိုလ်ကံမဖြစ်အောင်တားဆီးနိုင်တယ်အကုသိုလ်ကံမဖြစ်အောင်ဟုတ်တယ်ဘာလို့လဲဆိုတော့အတွေးဆိုးပေါ်လာပဲမြဲအဲ့ဒီအတွေးကိုအခြေခံပြီးဆက်တွေးဖို့ဒါမှမဟုတ်လက်တွေးလှုပ်ဆောင်ဖို့ရည်ရွယ်ချက်အဲ့ဒီစေတနာကိုဒီငါမပိုင်ဘူးဆိုတဲ့အတ္တိကဖျက်ချလိုက်လို့ပဲဆိုလိုတာကအတွေးကနေကံဖြစ်လာမဲ့လမ်းကြောင်းကိုပိတ်လိုက်တာပေါ့အတွေးဆိုးကနေအပြောဆိုးအလုပ်ဆိုးမဖြစ်အောင်တားလိုက်တာပေါ့နော်အတ္တိကြပါပဲ ဒုတိယအချိုးကျဆိုးကတော့စိတ်ဆင်ကြည်လင်သွားစေတယ်။စားထဲမှာတော့စိတ်ဆင်ကလည်းကြည်လင်သွားပါလိမ့်မယ်လို့သုံးထားတယ်။ဆိုလိုတာကအတွေးဆိုးကြောင့်ကိုယ့်ကိုယ်ကိုအဖြစ်တင်တာ စိတ်ပူတာနောက်ဆက်တွဲအတွေးတွေလိုက်တွေးပြီးစိတ်ရှုံနေတာအဲ့ဒီတန်တရာလဲနေတာမျိုးကိုရှောင်နိုင်တယ်။อืมအတွေးရဲ့သဘောကိုသိပြီးလွတ်ချလိုက်နိုင်တော့စိတ်ကပေါ်ပါကြည်လင်သွားတော့ကောဟုတ်တယ်။ပထမအချိုးကတော့ရှင်းပါတယ်။အကုဒုကမဖြစ်ဘူး။ဒုတိယအချိုး စိတ်ကြည်လင်မှုဆိုတာကလည်းတွတ်တော်လက်တွေ့ကြတယ်နော်တခါတလေမကောင်းတဲ့အတွေ့တစ်ခုကြောင့်နာရီတွေရက်တွေချီပြီးစိတ်အနှောင့်အယှက်ဖြစ်နေတတ်တာမျိုးတွေရှိတယ်လေဟုတ်တယ်ဟုတ်တယ်ဒီနည်းလမ်းကအဲ့ဒါကိုဖြေရှင်းပေးနိုင်တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့အတိအကျပါပဲမလိုအပ်တဲ့စိတ်ရဲ့ဝင်ထုတ်ဝင်ပိုးတွေကို short short ပေးနိုင်တယ်ပြီးတော့လေဒီစာမှာဒီချင်းကပေါ်မှာအတ္တတိဋ္ဌိကို ပေခွာတာနဲ့လည်းကိုက်ညီတယ်လို့ဆိုထားသေးတယ်ဟုတ်ကဲ့အဲ့ဒီစကားလုံးလေးထပ်ပါလာပြန်ပြီအတ္တတိဋ္ဌိ အဲ့ဒါကိုနည်းနည်းလေးထပ်ပြီးတော့ရှင်းပြပြပါလားဒီငါမပိုင်ဘူးလို့ရှုမြင်တာနဲ့အတ္တဒိဋ္ဌိပဲခွာတာဘလို့ဆက်ဆက်နေတာလဲအတ္တဒိဋ္ဌိဆိုတာကလေပါဠိစကားလုံးပါအတ္တကကိုဒိဋ္ဌိကအယူအဆအများအားဖြင့်တော့အယူမှားကိုပြောတာပေါ့ပေါင်းလိုက်တော့အတ္တဒိဋ္ဌိဆိုတာမဲတယ်လွတ်လပ်တဲ့အနစ်တာရာရှိရဲ့ငါကိုအတ္တဆိုတာတကယ်ကြီးရှိတယ်လို့ဆွဲလန်းတဲ့အမြင်မှားအယူမှားကိုခေါ်တာပါဟွန်း လူအများစုကကိုယ့်ရဲ့ခန္ဓာကိုယ်ခံစားချက်အတွေးခေါ်တွေကိုငါပဲငါဥစားပဲလို့အလိုလိုမှတ်ယူဆွဲလန်းနေကြတယ်လေအဲ့ဒီလိုငါငါဟာလို့ဆွဲလန်းတဲ့အတ္တဒိဋ္ဌိကဘုဒ္ဓအမြင်အရာဆိုရင်ဒုက္ခအလုံးရဲ့အခြေခံအကြောင်းရင်းပဲဟုတ်ကဲ့အခုကျွန်မတို့ဆွေးနွေးနေတဲ့နိလန်မှာ အတွေးတွေကိုဒါငါဟာမဟုတ်ဘူးငါပိုင်နာမဟုတ်ဘူးလို့သူ့တဘာဝအတိုင်းဖြစ်ပေနေတဲ့ပုဂ္ဂိုလ်မဆန်တဲ့ဖြစ်စဉ်တွေအဖြစ်ရှုမြင်လိုက်တော့ အဲ့ဒီငါငါဟာဆိုတဲ့အတအမြင်အတဒိဋ္ဌိကိုတိုက်ရိုက်စင်ခေါ်နေလားဖြုတ်ပြနေတာဖြစ်သွားတာပေါ့ပေါ်အဆိုတဲ့အစွဲကိုဖြေလျှော့နေတာဒါကြောင့်ဒီစာမှာဒီလိချင်းမှုကို အတွေးဆိုးတွေစီမံခန့်ခွဲတဲ့နိလန်တစ်ခုအဖြစ်သားမကဘူးအတဆိုတဲ့အမြင်မှားကိုဖယ်ရှားပြီးလို့မန်ပိုင်းဆိုင်ရာ တိုတယ်မှုညံပွင့်လင်းမှုစီထွားတဲ့လမ်းပေါ်ကအရေးကြီးတဲ့ချီလန်တစ်ခုဖြစ်ပါရှုမြင်ထားတာတော်တော်လေးနည်းနည်းတဲ့ရှုထောင့်ပဲ ဆိုလိုတာကမကောင်းတဲ့အတွေ့တစ်ခုကိုကင်တွယ်ရင်းနဲ့တခါတည်းမှာပဲဒုက္ခရဲ့အရင်ခံဖြစ်တဲ့အတ္တဆွဲကိုပါယော့ချပြီးတာဖြစ်သွားတာမျိုးပေါ့ဒါပေမဲ့တခုစဉ်းစားမိတာကဒီလိုငှဟာမဟုတ်ဘူးလို့နှလုံးသွင်းလိုက်တာကလက်တွေမှာအဲ့ဒီအတွေ့ကိုမျက်ကွယ်ပြုရလစ်လျူရှုရမရဘူးလားအတွေ့ရဲ့အကြောင်းအင်းကိုမရှာတော့ပဲဒီအတိုင်းထားလိုက်တာမျိုးမဖြစ်နိုင်ဘူးလားကောင်းတယ်မေဟွန်းပါပဲ ဒီနီလန်းကအတွဲကိုလစ်လူရှူခိုင်းတာမဟုတ်ဘူးမျက်ခွဲပြူခိုင်းတာလည်းမဟုတ်ပါဘူးတကယ်တော့အတွဲရဲ့တဘောတဘာဝကိုပို့ပြီးတော့ထိုးထွင်းတိမြင်စေတာပါတတိကအတွဲကိုအတိမဟုတ်ပြူတယ်ဟုတ်ပြီနော်ဟုတ်ကဲ့အတိကအဲ့ဒီအတွဲဟာငါရဲ့အစိတ်ပိုင်းမဟုတ်ဘူးအချောင်းတရားလေးကြောင့်ဖြစ်လာတဲ့စိတ်ရဲ့ဖြစ်ပင်မှုတစ်ခုပဲလို့နားလဲစေတယ်ဒီလိုနားလဲလိုက်တဲ့အခါအဲ့ဒီအတွေးအပေါ်မှာအဖြစ်တင်တာတို့ဆိုရင်တာတို့ဒေါသထွက်တာတို့လို့ နောက်ဆက်တွဲစိတ်ညှောက်ရှက်ဖြစ်စေတဲ့တွံ့ပြက်မှုတွေအဲ့ဒီစေတနာတွေမဖြစ်အောင် တားနိုင်တယ်အတွေးရဲ့အကြောင်းရင်းကိုစူးစမ်းကျင်ညင်တောင်းမှလေဒီလိုစိတ်တည်ငြိမ်မှုရှင်းလင်းမှုရှိတဲ့အခြေအနေကနေစူးစမ်းတာကပိုပြီးထီအောင်မှာပေါ့အင်းဟုတ်တယ်ပေါ့ဒါကြောင့်ဒါဟာမြစ်ကွယ်ပြူတာမဟုတ်ဘဲနဲ့ပညာရှိရှိတွံ့ပြန်တာစီမံခန့်ခွဲတာလို့ပြောရမှာပါ ရှင်းသွားပါပြီဒီတော့ခြုံပြီးပြန်ကြည့်ရရင်ဒီ ကန်နဲ့အတွေ့တတိနဲ့အတိစာကောင်းတို့ချက်ကတင်ပြတဲ့အဓိကအချက်ကတော့မကောင်းတဲ့အတွေ့တွေပေါ်လာတဲ့အခါချက်ချင်းထိတ်လန့်တကြားမတုံ့ပြန်ပဲနဲ့ပေါ့လေအတွင်းဆက်ရဲ့စွမ်းရည်တွေဖြစ်တဲ့တတိနဲ့အတိကိုတုံးပြီးကင်တွယ်ဖို့နီလန်းတစ်ခုပေးထားတယ်အဓိကကတော့အတွေ့တက်တက်ကကံမဟုတ်သေးဘူးစေတနာပါမှကံမြောက်တယ်ပြီးတော့အဲ့ဒီအတွေ့တွေကိုငါပိုင်တာမဟုတ်ဘူးဆိုတဲ့အနတ္တရှုထောင့်ကနေမြင်ပြီးဆွဲလာမှုရှော့ချဖို့ ဒါကအတ္တတိတိကိုပယ်ရလဲရောက်တယ်ပေါ့တော်တော်လေးလက်တွေ့ကြပြီးစိတ်သက်သာရရစီတဲ့ချင်းကမှုပဲဟုတ်ပါပဲအချို့ပြောရရင်တော့ဒီစာကအဓိကထုတ်ပြတာကကံဖြစ်ဖို့စေတနာကအရေးကြီးတယ်ဆိုတာရယ်ပြီးတော့တတိနဲ့ငါပိုင်းမဟုတ်ဆိုတဲ့အတိကိုတုံးပြီးတော့ပါတော့အတွေးတက်တက်ကနေအန္တရာယ်ရှိတဲ့ကံဒီစိတ်အနှောက်အယှက်တွေဖြစ်မလာအောင်စိတ်ကိုထိန်းကျောင်းနိုင်တယ်ဆိုတာရယ်ပါပဲဒီလေးချင်းမှုကတစ်ချိန်တည်းမှာပဲငါ ငါဟာဆိုတဲ့အတ္တဒိဋ္ဌိမြင်မားကိုရှော့ခေါ်ရေးဆိုတဲ့ပိုပြီးနှချိုင်းနဲ့ပုတ်တဲ့ရင်မှန်းချက်နဲ့လဲလမ်းကြောင်းတူနေတာပေါ့လေ။ဒါကြောင့်ဒီစာကောင်းတို့ချက်ကနေရလိုက်တဲ့အသည့်ကလေအတွေ့တစ်ခုဝင်လာတိုင်းကိုကိုကိုအပြစ်တင်နေတာဒါမှမဟုတ်ထုံးစံတိုင်းခုခုလုံးမစိတ်သက်သာရရမယ်လို့ခန့်စားနေရတာတွေအတွက်အင်မတန်စိတ်ဝင်စားစရာကောင်းပြီးလက်တွေ့ကြတဲ့အတွင်းစိတ်ဖြစ်ခြင်းတွေတခုကိုပေးတာပဲလို့ဆိုနိုင်ပါတယ်။ဟုတ်ပါတယ်။စိတ်ရဲ့အလုံးလုံးပုံကိုနားလည်ပြီးကိုယ့်ရဲ့သုံးပြမှုကိုပြန်လဲပြုပြင်ထိန်းချောင်းတဲ့နီလန့်တခုပေါ့လေ။ အတိအကျပါပဲဒီနေရာမှာဒီစာကိုအခြေခံပြီးဆက်ပြီးစဉ်းစားစရာအချက်လေးတခုချန်တာခဲ့ချင်တာကတော့ဒီစာမှာဆိုသလိုပဲအတွေးတွေဟာငါဟာမဟုတ်ဘူးကိုပိုင်မဟုတ်တဲ့ဖြတ်တန်းထားတဲ့ဖြစ်စဉ်တွေတာဖြစ်တယ်ဆိုရင်လေဒီအတွေးတွေဟာတကယ်တမ်းတော့ဘယ်ကနေအရင်ခံပြီးပေါ်လာတာလဲဘလို့အကြောင်းတရားလေးပေါင်းဆက်လို့ဖြစ်လာတာလဲอืมစိတ်ဝင်စားစရာမေးခွန်းပဲ ဟုတ်ကဲ့ပြီးတော့ဒီအချက်ကစိတ်ရဲ့နည်းနည်းတဲ့သဘောတဘာဝနဲ့ပတ်သက်ပြီးဘာတွေကိုများညွန့်ပြနိုင်မလဲဒီအတွေးတွေကိုငါမပိုက်ဘူးလို့သိမြင်လိုက်ခြင်းကစိတ်ရဲ့တည်ငြိမ်မှုနဲ့လွတ်မြောက်မှုအတော့ဘယ်လိုများအထောက်အကူပြုနိုင်မလဲဆိုတာကိုဆက်ပြီးတော့စင်ကျင်သုံးသက်ကြည့်ဖို့အချက်လေးတစ်ခုပေါ့လေ